မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ6ကြိမ်အတွင်းဒေါလုံပေါင်းရှင်ပရိတ်20အဆက်ကိုပြန်လည်မြဝေတော့မှာဖြစ်တယ်ပေါ့နော်ပရိတ်23မျိုးဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါလင်းကတော့ဒေါလုံပေါင်းရှင်ပရိတ်20ဖြစ်တယ်ပေါ့နော်နံပါတ်2ဖြစ်ပါတယ်ပရိတ်20ပေါ့နော်နဘင်ရှားတပြပြပြတော့မှာဖြစ်ပါတယ် ဒီတော့ညာကိုခွန်ခွန်ငါခွန်တပင်ကလည်းငါလေးလေးရှားပြီးသွားတဲ့တပင်ကိုတပြပေးသွားမယ်ပေါ့နော်။ဒါလေးကတော့ကျွန်တော်တို့ဒီ2024ကဏ္ဍတွေဖြစ်ပါတယ်ပေါ့နော်။2024မှာသူရှားပြီးသွားတဲ့ကဏ္ဍတွေဖြစ်ပါတယ်။ပင်ရှိပေါ့နော်။နပင်ရှားဒီပရိတ်၃လုံးကိုပရိတ်၄လုံးပေါ့နော်။ပရိတ်၄လုံးကိုတပြပေးတော့မှာဖြစ်ပါတယ်။ ရှောက်ရှောက်ခုန်တပင်ပေါ့နော်နှစ်ပင်ရှားရှောက်ခုန်တပင်ဒီရှောက်ရှောက်ငါးတပင်နိနိတိတပင်နှစ်တော်များကုတပင်သုံးခုန်ခုန်တပင်ဆိုတော့ကျွန်တော်ဒီဒါမဲ့ရှောက်ကြင်အတွက်ရပြီဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အရင်တော့အတင်ပေးသွားခဲ့ဘူးတယ်ပေါ့နော်ဒါလေးကိုကျွန်တော်အစာနေပြန်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်မတိတိတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါလေးကတော့ကျွန်တော်သုံးလုံးပေါင်းရှင်ပရိတ်20နောက်ထပ်တစ်မျိုးပေါ့နော်20နံပါတ်1ဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဒီ ရှိမှလည်းတင်ပေးထားခဲ့ပြီပေါ့နော်ကျွန်တော်တို့ပြင်ကြစောင်းနေတာဖြစ်ပါတယ်အခုဒီရှောင်းကြိမ်မှာရပြီဖြစ်ပါတယ်ပေါ့နော်သူကတော့2024နှစ်ဦးကနန်းဒီကူခွန်ကိုတုံများရှောင်းတုံးကနေနပင်ချတပြပြီးတော့မှဖြစ်တယ်ပေါ့နော်ဒါမတီးတီးတဲ့မိတ်ဆွေအတွက်ကျွန်တော်တရားစာနေထပ်ပြီးတော့ရှင်းပြပြီးတော့မှဖြစ်တယ်ပေါ့နော် โอเคကျွန်တော်20နံပါတ်3ကိုရေဆုံးလေးလာကြည့်မယ်ပေါ့เนาะဒီ909ရဲ့3963ရဲ့အဲ့ဒီနံပါတ်ကိုမူတည်ပြီးတော့ကျွန်တော်3900ရဲ့တွင်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ခုနှစ်ပရိယာဒါလေးပေါ့เนาะအဲ့မှာဆိုရင်3400 3ည3403ညပရိလေးလုံးဖြစ်ပါတယ်အဲ့ဒီ3403ညပရိတဲ့ကသူချပေးသွားတာက395ဆိုတဲ့အတွက်ကလန်း3လုံးပေါင်းရှင်းက ခုနှစ်ပိုင်းဖြစ်ပါတယ်3ရက်9ရက်5ရက်ဒီကလန်း3လုံးပေါင်းရှင်းကခုနှစ်ရတယ်ဗောနော်ဒါကြောင့်မို့ခုနှစ်ပိုင်းဖြစ်ပါတယ်3403များထဲကခုနှစ်ပိုင်း395ဗောနော်โอเคဒီ395တပီပြီးတော့သူချပြီးတော့တာ63များတော့6နှစ်6အတီနှပင်ကုန်မူတီးပြီးတော့ကျွန်တော်တို့ဒီနေရှိတဲ့ချာပြီးတော့တပီကိုတင်းပြအရှင်းပြပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နေ395ခွန်ပရိတ်ပြင်မယ်ပေါ့နော် ဲ့ဒီနေ35ခွန်ပရိလေးလုံးထဲကသူရှာပြီးတော့တာဒီနေရှိတိဖြစ်ပါတယ်ဆိုတော့တုံးလုံးပေါင်းရှင်းတုံးပရိဖြစ်ပါတယ်ဗောနော်နေရချေရတိရကနန်းတုံးလုံးပေါင်းရှင်းနေ35ခွန်ပရိထဲကတုံးပရိရှာပြီးတော့တာဖြစ်ပါတယ်နေချစ်တိပြီးတော့နောက်ထပ်နှစ်ပင်ထပ်ဆောင်တာဖြစ်တယ်ဗောနော်ဒီရှောက်ကိုတုံးများနာပရိချာပြီးသွားတာဟာလေရှင်းပြပြီးတော့မှာဖြစ်ပါတယ်။တွင်ဤကိုချက်ကနာကြပြပြီးသွားမယ်ပေါ့နော်။ သူရဲ့ပရိသေးလုံးကခွန်ချင်း၅နှစ်ပရိစုပြီးဖြစ်ပါတယ်။အဲ့ဒီခွန်ချင်း၅နှစ်ပရိထဲက6ကုသုံးများဆိုတဲ့အတွက်6ထိတ်9အလေး3ညာအပိတ်ကနန်းသုံးလုံးပေါင်းရှင်း5ပရိစုပြီးချပေးသွားတယ်ဗောနော်ခွန်ရှင်း5နှစ်ထဲက5ပရိချပေးသွားတာဖြစ်ပါတယ်6 9 3ညာ5ပရိဗောနော် 6935တုံညာပြီးတော့သူက993ဖြစ်ပါတယ်9တုံညာလေးပြီးတော့9တုံညာ3ရှင်းပြချပေးသွားတယ်ဟာလေးရှင်းပြပေးမယ်ပေါ့နော်ဆိုတော့9တုံညာ9ရှင်းဖြစ်မယ်ပေါ့နော်အဲ့ဒီမှာတော့ကိုပရိနှစ်ခုစလုံးဖြစ်နေတယ်ပေါ့နော်ဆိုတော့ပရိ3လုံးထဲပဲဖြစ်ပါတယ်6 9တုံညာပရိထက်က9တုံညာ3ဆိုတဲ့အတွက်ရှင်းပြဖြစ်ပါတယ် ငါထိတ်၃ညနဲ့၃အပိတ်ကနတ်၃လုံးပေါင်းရှင်းရှင်းရတယ်ပေါ့နော်ဒါကြောင့်မို့ရှင်းကို၃ညပြိတဲ့က၈ပြိ၅၃ည၃ဖြစ်ပါတယ်ငါ၃ည၃ပြီးတော့နောက်ထပ်နှစ်ပြေမှာ၃၃ချ၃ညလေးတင်ချပေးသွားတယ်ပြီးတော့ဒီရှင်းလျှောက်ခွန်ချတယ်ပေါ့နော်ဆိုတော့အဲ့ဒီရှင်းလျှောက်ခွန်တိပြိရတာကိုရှင်းပြပေးသွားမယ်၁၂၃၄ပြိဖြစ်မယ်ပေါ့နော် ခဏလေးကြာရင်ဒီ break ပြလို့ရလဲဆိုတာလေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီတင်းနဲ့တုံးလေး break ထဲကဒီ break ရှင်းလျှောက်ခုံဖြစ်ပါတယ်ဒီ break 6 6ခွန်27ပေါ့နော်ဒီ break ဖြစ်ပါတယ်ပေါင်းရှင်း27ဒီ break ဖြစ်ပါတယ်6တုံနာ666နဲ့နောက်ထပ်နှစ်ပြင်ကျော်ကဒီ665ရာတွေတပြင်ကိုရှင်းပြမယ်ပေါ့နော်ဆိုတော့ဒီမှာ69ခွန်9ပြည်ပေါ့နော်69ခွန် ပရိတ်၄လုံးရတာဖြစ်ပါတယ်။သူက၆ပြီးသွားတာက665ဆိုတဲ့အတွက်ကတော့ကျွန်တော်ကနန်း၃လုံးပေါင်းရှင်း16ပရိတ်ပေါ့နော်။9ပရိတ်ဖြစ်ပါတယ်။ခုနှစ်ပရိတ်ဖြစ်ပါတယ်ဗောနော်665ဆိုတဲ့အတွက်ပေါင်းရှင်းခုနှစ်ပရိတ်6ပြီးသွားခဲ့တာဖြစ်ပါတယ်665ပြီးတော့ဒီဖက်ကိုထပ်ပြီးလည်လာကြအောင်9ရှောင်းနဲ့တုံညာ44ဗောနော်ဒီမိနစ်6ပြီးသွားတဲ့တပင်ကိုလည်း ထပ်ပြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်အညီမှာဝရိကတူရတာက၄၅၉၃ပါနော်၄၅၉၃ break ၄လုံးဖြစ်ပါတယ်အဲ့ဒီ6593ပြိထက်ကသူကနေနေတည်ဆိုတဲ့အတွက်ပေါင်းရှင်း5ပြိဖြစ်ပါတယ်ခင်ဗျာ5ပြိနေနေတည်ဖြစ်ပါတယ်ဗောနော် မ်းပြီးတော့ဒီရှင်းလေး3ဖြစ်ပါတယ်ရှင်းလေး3ချေလျှောက်3ဒီနှစ်3ညကိုတိပရိချပေးသွားတာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဒီနေ3လေးပရိဖြစ်မယ်ပါနော်ဒီနေ3လေးပရိဖြစ်ပါတယ်ဒီဒီနေ3လေးပရိလေးလုံးထဲကနှစ်3ညကိုဆိုတဲ့အတွက်ကြောင့်မို့ခဏနေ3ညရဲ့9ရဲ့ပေါင်းရှင်းက7ပေါ့နော်တိပရိချပေးသွားတာဖြစ်ပါတယ် တင်နေတုံးလေးတဲ့ကဒီပရိပါเนาะโอเคပြီးတော့ကျွန်တော်ဒီမှာခွန်ခွန်ကိုခုနရ300ခွန်ခွန်300ခွန်ခွန်မှာခုနပရိချပြီးသွားခဲ့တယ်ဗောเนาะဒါလေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့အရှင်းပြပေးရှင်းဖြစ်ပါတယ်ရှိမှလေးတင်ပေးထားခဲ့ဘူးတယ်ဗောနော်ဒီကုန်းခုခုတော့နေတော်များကိုတော့တပင်တော့ဟာတင်ပေးထားတာဖြစ်ပါတယ်။တုံးခုခုမှာခုနှစ်ပရိချာပြီးသွားတယ်ဗောနော်ခွန်ရှင်ကနေတဲ့ကခုနှစ်ပရိတုံးခုခုဖြစ်ပါတယ်။ โอเคကျွန်တော်တို့နှစ်ပင်ထန်းဆောင်လာဖြစ်ပါတယ်ဗောနော်အခုတော့ရလာပြီဖြစ်ပါတယ်ရှေကူလေးရဲ့963ရဲ့ဆိုတော့ကျွန်တော်ဒီမှာရှေကူခွန်ငါပြည်ရမှာဖြစ်ပါတယ်ဒါဒီ6ချိန်အတွက်ဒီပြည်လေးလုံးထပ်ပြီးချပြီးတော့ခဲ့အောင်မယ်ဆိုရင်တော့ဒီရှေကူခွန်ငါပြည်ထဲကဗောနော်တနီကထပ်ပြီးချပြီးတော့ခဲ့မယ်ဆိုရင်တော့ရှေကူခွန်ငါပြည်လေးလုံးထဲကဖြစ်မယ်ဗောနော် ဘဲတွေတနည်းကိုလေ့လာကြအောင်တွေတနည်းကဒီ3ည63ကဒီ3ညထိနဲ့3ပိနဲ့ပေါင်းတာပေါ့နော်သူများနဲ့3ပေါင်း3 3ကိုတိတူတာလေ3လေးပေါင်းရှင်းခွန်ဒီ3ကိုခွန်နဲ့ထပ်ပေါင်းရှင်း30ဖြစ်ပါတယ်ဒါကြောင့်မို့3လေးခွန်3ညထဲကခွန်ကလေး3ကက6နဲ့6ပေါင်းစနစ်နေကိုတိတူ3နေ3ပေါင်းရှင်းကမှာနေနဲ့9နဲ့ထပ်ပေါင်းရှင်း9ရတဲ့အတွက်နေ3 9ခွန်ပြိတဲ့က3ရိတ်၄ရှိတဲ့ တတိယမှာတင်းနဲ့၆ပေါင်းခွန်ခွန်တတူရှေရှေခွန်ပေါင်း55ခွန်9ပေါင်းစနေပေါ့နော်ဒီမှာ9နဲ့3နဲ့ပေါင်း9 9နဲ့9ပေါင်း78 9တုံမြောက်7ပရိထဲက7ပရိ9တုံမြောက်3တင်းနဲ့3 4ပေါ့နော်ဒီမှာ6နဲ့2ပေါင်း8 8 9ခွန်ကတုံညာဒီမှာ၄ပေါင်းရှင်းတဲ့၄ကိုတတူက9ပေါ့နော်၄နဲ့9ပေါင်း9 နောက်ထပ်ဒီရှင်းနဲ့၃ပေါင်း၁၁တင်းနဲ့၄ပေါင်း၃၃နဲ့၃ပေါင်း၄ဆိုပြီးတော့တင်းနဲ့၃လေးယူထားတာဖြစ်ပါတယ်။ဒီ900တင်းမြန်မှာ900နဲ့၃နဲ့ပေါင်း900 900ပေါင်း55 9နဲ့900ပေါင်း12ပေါ့နော်။ရှိကူရှိနကူပေါင်းရှင်းဆက်ခွန်ရှိခွန်ပေါင်းရှင်းဆက်ငါဆိုတဲ့အတွက်ဒီ20အရာရှိကူခွန်ငါပရိလေးလုံးရှားနေတာဖြစ်ပါတယ်ဗောနော်။ Okay ငါ3 9အနေနဲ့ပြင်ချပေးလာခဲ့တာဖြစ်ပါတယ်။ ဒါ20နံပါတ်နှစ်ကိုလည်းကျွန်တော်ထပ်ပြီးလေ့လာကြအောင်ပါနော်20နံပါတ်နှစ်ကတော့ပရိ၅လုံးဖြစ်ပါတယ်၄3.85ပရိထက်ကဒီမှာ၅လေးလေးဆိုတဲ့အတွက်ကြောင့်မို့ပေါင်းချင်း3ပရိပါနော်၄3.85ပရိထက်က9လေးလေးဆိုရတဲ့ကနန်း၃လုံးပေါင်းရှင်က၃ပရိချပေးသွားတာဖြစ်ပါတယ်။၃ပရိ9လေးလေးဖြစ်ပါတယ်ဗောနော်။ ်တန်နီကဒီခွန်နဲ့ခွန်နဲ့ပေါင်းထားတာပါနော်အဲ့ဒီမှာလေတုံမြန်နဲ့တုံပေါင်းတုံ3နီတီခွန်လေးတဲ့ကခွန်နဲ့ဘရိတ်395ဖြစ်ပါတယ်နောက်ထပ်နှစ်ပြင်ရှားပါဆိုရင်လည်း6နဲ့6ပေါင်းချင်းစနေရတယ်ပါနော်နီတီတုံညာဖြစ်ပါတယ်အဲ့ဒီတီကိုပါဝါယူတော့6နီကိုတီတူတာ3အေးနေတဲ့တုံများ63ထဲက3 break 4ဖြစ်ဖြစ်ပါတယ် โอเคနောက်ထပ်ဒီတိတိချောက်တပင်ကိုတည်ပြီးတော့တင်းနဲ့ချောက်ပေါင်းရှင်းခွန်ခွန်ချောင်းက6ရက်ပါဝါတည်ပါတော့ဒီ6ရက်ပါဝါကတည်းခွန်ချီဆုံးခွန်နစ်ကိုတပွင်တူတာချင်းဆိုတော့ခွန်ချောင်းငါတိချစ်တဲ့က9ဗရိတ်6ကို3ညာဖြစ်ပါတယ်အဲ့ဒီနေ့တိုင်းပဲပေါ့နော်9တော်ညာလေးဆိုတဲ့အတွက်9နဲ့4ပေါင်းကို9ရှစ်ခွန်10ရက်ပါဝါဒီ3 ကိုတီတူရာ30ကိုရှိခွန်3တုံများတဲ့က9တုံများ3ရှိပရိဖြစ်ပါတယ်။ Okay နောက်ထပ်နှစ်ပြင်ကြုံမှာတုံများဒီတစ်ဆွေအတွက်တုံများနဲ့တေပေါင်းတတတုံများကိုတုံများပါပါ9တေကိုတီတူရာနဲ့တေပရိ6ခေါခုံဆိုပြီးတော့တေတုံများကို9နှစ်တဲ့ကတေပရိချပေးသွားခဲ့တာဖြစ်ပါတယ်။ရှေ့လျှောက်ခုံပြီးတော့6တုံများ6တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပါနော်။ โอเคကျွန်တော်ဒီ636ရှောင်းရှောင်းနေဆွေအတွက်ဒီ6ရက်နေ့ရပေါ့မှာဖြစ်တယ်ပေါ့နော်6ရက်နေ့ရပေါင်းရှင်ရှင်ရှစ်ခွန်6လို့ယူမယ်ပေါ့နော်ဒါဒီနဲ့ကျွန်တော်သတိနဲ့တကွာရှင်းပြပီတာဖြစ်ပါတယ်အတိတ်တမှန်ရှင်းပြပြီးရှင်းဖြစ်ပါတယ်ပေါ့နော်ခွန်ရဲ့ပါဝါနဲ့ဒီအရှင်းဆုံးချစ်ကိုတည်တိုးတာက9ဖြစ်ပါတယ်ရှစ်ခွန်6နေ့ကိုပြိတ်ဖြစ်မယ်ပေါ့နော်အဲ့မှာသူက665ဆိုတဲ့အတွက်ပေါင်းရှင်9ပြိတ်ဖြစ်ပါတယ် ခုနှစ်ပရိတ်6ချောင်းကအဲ့ဒီပရိတ်ချက်ပြီးပေးနေဆဲပဲဖြစ်ပါတယ်ဗောနော6ချောင်းကပြီးတော့9ချောင်းနဲ့9ချောင်းနဲ့ပြီးတော့3ညာတင်းတင်းဆွဲအတွက်ဒါချပြီးတော့ခေတ္တကဏ္ဍဒီဖြစ်တယ်ဗောနော3ညာနဲ့၄ပေါင်းလေး၄၃နှစ်3ရဲ့ပါဝါက6 4ကိုတိတူတာ9 4 3 2 5ပြိတ်ထဲတာနိနိတိဆိုတဲ့အတွက်ပေါင်းချင်း9ပြိတ်ရတယ်ဗောနော9ပြိတ်နိနိတိဖြစ်ပါတယ် โอเคနောက်ထပ်863 663ဆိုရတဲ့အတွက်ဒီ863နဲ့ထပ်ပေါင်းမယ်ပေါ့နော်863နဲ့ပေါင်းတာ73 339ပေါ့နော်တခုရှင်းစီယုံပြီးတော့3ညာရဲ့ပါဝါငါတစ်ကိုတပွင့်တိုးတာနဲ့တစ်3ညာ9ငါနေပြိပြာမယ်ပေါ့နော်တစ်3ညာ9ဆိုရတဲ့ပေါင်းရှင်းတရားတာဖြစ်ပါတယ်တိပရိပေါ့နော်73ပြိတိပရိဖြစ်ပါတယ် โอเค2399ပြီးတော့009ဒီ009မှာခုနှစ်ပြည့်ခြားပြီးတော့ခဲ့တဲ့တွင်နီအဆက်ဖြစ်မယ်ပေါ့နော်ဒီ9နဲ့3ရနဲ့ပေါင်းရှင်ကခွန်ရတယ်ခွန်ကိုတပွင့်ရခွန်ချောင်းက6ရက်ပါပါဒီခွန်ကိုတည်တူတာချေခွန်ချောင်းကတရှိပြည့်9လုံးပေါ့နော်အဲ့မှာ009ဆိုတဲ့အတွက်ခုနှစ်ပြည့်ခြားပြီးတော့ခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နှစ်ပင်ထပ်ဆောင်တာဖြစ်ပါတယ်ချေ9963ရဲ့ဆိုတဲ့အတွက်963ဆိုတဲ့ ျွန်တော်9နဲ့3နဲ့ထပ်ပေါင်းရမှာဖြစ်တယ်ပါနော်9 3ပေါင်းရှင်းချင်းဆိုတဲ့အတွက်ကြောင့်မို့6 9 6ပြီးရင်ခွန်ရဲ့ပါဝါကနေ6ကိုတည်တိုးတာက9ဆိုတဲ့အတွက်6 9 6နိကိုပရိတ်9လုံးရတယ်ပါနော်ပရိတ်၄လုံးကိုလည်းတုံးရင်တုံးတုံးမဟုတ်ဒီပရိတ်9လုံးကိုကျရင်တော့ပရိတ်9လုံးပဲပါနော်သူကတော့ဒီ9လေးလေးအနိစာပြီးပေးလာခဲ့တာဖြစ်ပါတယ်9လေးလေး3ပြိပေါ့နော်ပြီးရင် 9ပရိ395ပရိ48 5ပရိ693ညာ10ပရိ593တိပရိ669 3 9ပရိ665ပရိ99တိပရိ2ညာ9ပါနော်2ညာ9ပြီးရင် အဲခုနှစ်ပြိတုံးခွန်ကဒီတက္ကနာရှောက်ကျိန်မှာတော့ရှစ်ခွန်ရှောင်းနှစ်ကိုပြိဆိုပြီးရနေတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ခုနကတွင်နီနံပါတ်3နဲ့ထပ်ပြီးကြည့်အောင်ပေါ့နော်။ဒါကနံပါတ်2တိရှစ်ခွန်ချောင်းနှစ်ကိုပြိရနေတယ်ပေါ့နော်။ဆိုတော့ဒီမှာရှစ်ခွန်ချောင်းနှစ်ကိုဆိုတဲ့အတွက်ခွန်ရှစ်ကိုပြိအဲပုံတူတယ်ပေါ့နော်။ရှစ်ခွန်ချောင်းနှစ်ငါဆိုတဲ့နှစ်ကိုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့မှာ အာချေခွန်ကိုဘနခွန်ရှိကိုပရိသုံးလုံးပုံတူနေတာဖြစ်ပါတယ်ခွန်ရှိကိုပရိအာတာတယ်ဗောနထပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်တနည်းနံပါတ်3ကိုလေ့လာကြည့်အောင်ဗောနပရိ20နံပါတ်3ကနန်းပရိသုံးလုံးယူတဲ့နည်းဖြစ်မယ်ခင်ဗျာ663နှစ်တောင်ညာကိုခွန်ခွန်ကိုပြီးတော့900ခဏရပြီးတော့သူချပြီးတော့3000 3000ပြီးတော့694 694ပြီးတော့ ဒီ5ချိန်မှာတော့963စုပြီးခြားပြီးသွားတယ်ပေါ့နော်အဲ့မှာပရိတ်3လုံးကိုရှုပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ခုနကတနည်းလိုမျိုးပဲဒီထိတ်ရှိနဲ့အပိန်နဲ့ပဲပေါင်းနိုင်အောင်ပဲပေါ့နော်ရှင်းနဲ့3ပေါင်းမှာဖြစ်ပါတယ်ထိတ်ရှိနဲ့အပိန်ပေါင်းရှင်းဆက်တည်ဆိုတဲ့အတွက်တင်းနဲ့3ပရိတ်ယူမှာဖြစ်ပါတယ် โอเคဒီနေ့၃ပြိမ်မှာနေ့၃ည၉ဆိုတဲ့အတွက်နေ့ရက်၃ည၉ရက်၃လုံးပေါင်းခြင်းက7ပါเนาะဒါကြောင့်မို့ဒီမှာဒီပြိမ်ဖြစ်ပါတယ်ဒီပြိမ်ခြာပြီးသွားခဲ့တယ်ဗောနော်ဒီနေ့၃ပြိမ်ထဲကဒီပြိမ်နေ့၃ည၉နေ့၃ည၉ကနေနောက်ထပ်တစ်ပြိမ်ကိုရှင်းပြမယ်ဗောနော်ဆိုတော့နေ့နဲ့၉ပေါင်း7ဆိုတဲ့အတွက်ဒီနေ့၃ပြိမ်ပဲထပ်ပြီးရမှာဖြစ်ပါတယ် နှစ်၃၉ကိုပြီးတော့သူက009ဖြစ်ပါတယ်009ဒါ2025နှစ်ဦးကနေဖြစ်တယ်ပေါ့နော်009ဆိုတဲ့၃ပြည့်ချပေးသွားတာဖြစ်ပါတယ်အဲ့ဒီ009မှာ009နဲ့ထပ်ပေါင်းတော့6 6 8ပြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့နှစ်ကြိမ်မှာတော့900ဆိုပြီးချတယ်ဗောနော်903ညာ3ညာဆိုတဲ့အတွက်ပေါင်းရှင်း ခုနှစ်ပြည့်ဖြစ်ပါတယ်ရှောင်းခွန်ရှိတဲ့ကခုနှစ်ပြည့်ခွန်၃ည၃ညနှစ်ချိန်ကနေပေါ့နော်နိုင်အဲ့ဒီနှစ်ချိန်ကနေထပ်ပြီးတွေ့တာဆိုရင်အဲ့မှာခွန်ရှိ၉ပြည့်ရမယ်ပေါ့နော်၃ချိန်မှာသူချပြီးသွားတာက၃ခွန်ခွန်ဆိုတဲ့အတွက်ကနေ၃လုံးပေါင်းရှိခုနှစ်ပြည့်ရတယ်ပေါ့နော်ခွန်ရှိ၉ထဲကခုနှစ်ပြည့်ချပြီးသွားတယ်ပေါ့နော်โอเค၃ချိန်တိ၃ခွန်ခွန်တပြည့်ကနေ၄ချိန်မြောက်ကနေကိုပြည့်ကိုရှားပြမယ်ပေါ့နော် သုံးခုပေါင်း30တုံများတင်းနေပြည့်ဖြစ်မယ်ပါနော်။ဟုတ်ကဲ့။ဒီလေးချိန်မှာသူချပေးသွားတာ6 4ဆိုတဲ့အတွက်တုံများတင်းနေပြည့်တဲ့ကတိပရိချပေးသွားတယ်ပါနော်။ဟုတ်ကဲ့လေးချိန်မြောက်ဒီလေးချိန်ကဏ္ဍကနေ5ချိန်မြောက်ကဏ္ဍပြိခိုချတာပါနော်။ရှင်းနဲ့ဒေပောင်စနစ်နေ့3လေးပြိပါနော်။5ချိန်မှာနေ့3လေးပြိဖြစ်ပါတယ်။963ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ လေးပြင်ချပေးသွားတာဖြစ်ပါတယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်တို့6ချိန်မှာဆက်ပြီးတော့ပြုံးမလားပေါ့နော်။ဆိုတော့9နဲ့3နဲ့ပေါင်းတော့ရှင်း6 9 3ညာပြိဖြစ်မယ်ပေါ့နော်။ဒါနည်းအရာ6 9 3ညာပြိဆိုပြီးရနေတာဖြစ်ပါတယ်။ထပ်ပြီးတော့ချပေးသွားခဲ့မယ်ဆိုရင်တော့အရာမှဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒါနည်းနံပါတ် ဒီမှာတိပရိနေတုံများကိုတုံးလေးခွန်ခွန်ကိုခုနိပရိခုနိရာခုနိပရိတုံးခွန်ခွန်တိပရိချေကိုလေးဒီပရိ963စီပြီးချပြီးသွားခဲ့ပြီးပြီဖြစ်တယ်ဗောနော်ဒီမှာတော့ချေကိုတုံများဆိုပြီးရနေတယ်ဒီမှာလည်းကျွန်တော်တို့ချေခွန်69နှစ်ကိုဆိုရအတွက်ချေကိုပရိပုံတူတယ်ဗောနော်ရှိပရိနဲ့ကိုပရိနဲ့ပုံပြီးအားတာတယ်ဗောနော်ပြီးတော့20နံပါတ်တင်ပါလေဒီမှာ69ခွန်9ဆိုရအတွက် 19ပြိပုံပြီးခေါင်းသွားမှာဖြစ်ပါတယ်19ပြိတင်ပြီးတော့ကျွန်တော်ခွန်9ပြိကိုအရန်နေနဲ့၃ပြည်လဲရတယ်ပေါ့နော်โอเคကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြအောင်လားခင်ဗျာ